အလှပြင်မိမဝမ်းခွဲစိတ်ခြင်းသည်မိမဝမ်းခွဲစိတ်ခြင်းတွင် အတိတ်ထွက်လာသော နေပေတစ်ခုဖြစ်ပြီးမျိုးသမီးများအားအားပေးမှုကိုဦးစားပေးထားသည်ကျွန်ုပ်တို့ဒီအနီးကနေရများနဲ့မျိုးသမီးဤလှုပ်ဆောင်မှုပိုင်းကိုပုံမူပြောဆိုကြသည်ဤဒီမှာလှုပ်ဆောင်မှုအလှပြင်ကြောင်းလဲမှုတစ်ခုဖြစ်ပြီးမျိုးသမီးတဦးတွင် လိုအပ်သောအခါနှင့်နေရာတွင်ပြုလုပ်နိုင်သောလုပ်ငန်းစဉ်များဖြစ်သည်ထို့ကြောင့်ဤအလှပြင်မိမောင်းဝမ်းခွဲစိတ်ခြင်းသည် နီးကပ်နေရာများကိုပုံမအာယုံဆိုင်သည်ဥပမာအားဖြင့်ဤလှပြင်မိမဝမ်းခွဲစိတ်ခြင်းလုပ်ငန်းစဉ်များကိုခွဲစိတ်လုပ်ငန်းစဉ်များနှင့်မခွဲစိတ်လုပ်ငန်းစဉ်များအဖြစ်ခွဲခြားထားသည်အလှပြင်မိမဝမ်းခွဲစိတ်ခြင်းလုပ်ငန်းစဉ်များတွင် မခွဲစိတ်လေစာကုထုံးများတွင် စိတ်ဖိစီးမှုကြောင့်စီးမထိန်နိုင်ခြင်းကို ကုသနိုင်ပြီးအိမ်မက်ပြက်ဆင်းခြင်းကို ကုသနိုင်ပြီးအာဂတ်စတင်ရှာများကိုထိုးနိုင်ပြီးအနီးကပ်နေရာများတွင်အရေပြားဖြူစင်စေခြင်းကိုပြုလုပ်နိုင်ပြီး vaginismus နဲ့အခြားအခြေအနေများတွင် botox ပိုထိုးနိုင်သည်လိုအပ်ပါကဖတ်ထိုးသွင်းခြင်းကို အခြေအနေချို့တွင်ပြုလုပ်နိုင်ပါသည်အလှပြင်မိမဝမ်ခွဲစိတ်ခြင်းတွင်မခွဲစိတ်ကုထုံးများခြင်းခွဲစိတ်ကုထုံးများလည်း TB labioplastic ပြုပြင်ခြင်း vaginoplasty hymenorrhaphy နှင့် hymenectomy လုပ်ငန်းစဉ်များကိုပြုလုပ်နိုင်ပါသည်